အီလွန်မတ်စ်ကိုတက်စလာကလက်လွတ်ရတော့မလားမေးခွန်းတွေရှိနေပါလေကမ္ဘာတန်ဖိုးကြီးဆုံး CEO တယောက်ကိုတက်စလာဆက်ဆွဲထားနိုင်ပါမလားမေးခွန်းတွေရှိလာပါလေတက်စလာကအီလွန်မတ်စ်နဲ့ဒေါ်လာ1 trillion လောက်ခန်းစားခွင့်ပေးဖို့လုပ်နေပါလေအီလွန်မတ်စ်ကတက်စလာကိုသတ်မှတ်ထားတဲ့ပန်းရံတွေရောင်းဥဆောင်နိုင်ရဒေါ်လာ1 trillion စုကြည့်ပေးမှာပါ now 10 years ago tesla image တွေ omni elon musk လဲကမ္ဘာပထမဆုံး trillion နာဖြစ်လာပါမယ် ူချမ်းသာမှုကိုဘယ်သူမှမရှင်နိုင်တဲ့ခြေအနေဖြစ်လာပါပဲ။သူလိုချင်တဲ့ voting power လည်းရမယ်။ Tesla ဘုတ်ခွက်နဲ့ Elon Musk ကိုဒေါ်လာ1 trillion ပေးမယ့်ကိစ္စအားတသယောရှိနေပါတယ်။ Share ရှင်တွေကတော့ Tesla ဘုတ်ခွက်ကဒီ season တည်ပြုဖို့ဖိအားပေးနေပါတယ်။ Elon Musk မရှိရင်တော့ Tesla လည်းပြိုပြတ်သွားနိုင်တယ်လို့ Share ရှင်တွေကစိတ်ပူနေပါတယ်။ဒေါ်လာ1 trillion စုကြည့်ပေးမယ့် season ပြည့်ရင် Tesla ကို Elon Musk တယောက်စွန့်ခွာသွားနိုင်တယ်ဆိုတာမျိုးထိပ်ပြောထားပါတယ်။ ပြဿနာကတက်စလာမှာအဓိကရှယ်ယာရှင်တို့ဖြစ်တဲ့နော်ဝေးဘဏ်ရှင်းမြုံနယ်မှုစီမံခန့်ခွဲရေးကဒါကိုလုံးဝလက်မခံပါဘူး။ကမ္ဘာအကြီးဆုံးအစိုးရပိုင်းဒဏ္ဍာရီမှုငွေဖွဲ့ကြီးတို့ဖြစ်တဲ့ NBIM က Illumus ကိုဒေါ်လာ1 trillion စုကြည့်ပြီးတာကန့်ကွက်တယ်လို့ပြောပါတယ်။ NBIM ကဒေါ်လာ1 trillion ရမှုငွေရှိတဲ့အဖွဲ့အစည်းကြီးဖြစ်ပြီးတက်စလာမှာစုရှယ်1.14%ကိုင်ထားပါတယ်။ဒါကဒေါ်လာ17.69 billion ပေါ်ရှိပါတယ်။တခြား Nvidia, Microsoft, Apple, Amazon, Alphabet, Meta ဘရော့ကွန်ဘတ်ရှိုင်းယားဟာတာဝင်းနဲ့ JB Morgan Chase School လို့ကမ္ဘာနီကြီးတွေမှာတော့မှ NBIM ကဘီလီယံဆယ်ကြီးတန်းတန်းရှယ်ယာတွေပိုင်ထားတာပါ NBIM ဟာရင်္ဂလာ Illumas ရမယ်ဒေါ်လာ56ဘီလီယံနဲ့လာဆက်သဘောတူညီချက်ကိုစတင်မှုပါတယ် NVIM ကပြန်ရွေးကောက်ဖို့စီစဉ်ထားတဲ့ Tesla Director ၃ဦးထဲက Kathleen Wilson Thompson နဲ့ Ira Arbrist တို့နှစ်ဦးကိုစန့်ကျင်မဲ့ပေးမယ်လို့ပြောထားပါတယ် တက်စလာဘုတ်ဖရဲ့ဒေါ်လာ1 trillion နဲ့ရောကြီးကိုလည်းပယ်ချတာ NBIM တခုတည်းတည်းမဟုတ်ပါဘူးပြီးခဲ့တဲ့လကလည်း American လူ့သမားသမဂ္ဂနဲ့ Corporate အစိုးရဖွဲ့တွေပူးပေါင်းထားတဲ့ Take Back Tesla campaign နဲ့ Elon Musk ကို Novo လို့ပို့လွှင့်ဆိုတာလည်းရှိပါတယ်ဒလဆက်ဈေးကွက်ကျော် Pre-market trade မှာ Tesla share က2.5%ကျနေပါတယ် Elon Musk အတွက်လောက်ခခံစားဝယ် package ကို Novo မှာ6နှစ်မှာရင်းနှီးမြှုပ်နှံသူတွေမဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်ဒီနေ့ပါ Elon Musk Tesla မှာဆက်ရှိမလားထွက်သွားမလားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်